အလုံးမဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အလုံးကို Tomorrow Aura Garden Channel လေးကနေပြီးတော့အပြန်သေးကြိုဆိုလိုက်ရပါတယ်ကျွန်မကတော့ Season 22နန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဇလံကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဇလံလေးရဲ့စုံထိပ်ကိုထိရှိအားပေးကြပါအောင်နော်ကျွန်တော်အကြောင်းခံမရကိုဝင်လာတဲ့အချိန်မှာကောင်မွန်တွေကကျွန်တော်ကိုကြည့်ပြီးတော့ဝိုင်းပြီးအော်ဟစ်နေပါတယ်အိုး hi မလောက်ကြပါနဲ့ကွာငါလည်းရှက်တက်တာပေါ့ ။ရှုပ်တရားတစ်စုံတစ်ယောက်ကကျွန်တော်ကိုတွန်းတက်လိုက်ပြီးတော့ကျွန်တော်မြေကြီးပေါက်ကိုလဲကျသွားပါတယ်။အဲ့ဒါကတော့သူပဲဖြစ်ပါတယ်။အရန်ချော့ပြီးတော့မင်းကလေးအားလုံးကတက်တက်လှုပ်နေကြတဲ့သူပေါ့။ကျွန်တော်တို့ကြောင်ရဲ့စူပါစတားတစ်ယောက်လည်းဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ရဲ့အချစ်ဆုံးတကယ်ချင်းဆိုလဲဟုတ်ပါတယ်။ဟုတ်ပါတယ်။သူရဲ့တကယ်ချင်းကတော့ကျွန်တော်ရုပ်ဆိုးတဲ့ထော်နီဖြစ်ပါတယ်။အားလုံးကကျွန်တော်ကိုဒီလိုပဲခေါ်ကြပါတယ်။ Hi ပရိသတ်တို့ကျွန်တော်ကိုစိတ်ပူသားကြလားကျွန်တော်ကတော့တူနီဖြစ်ပါတယ်ဘာမှထူးခြားမှုမရှိနေတဲ့သူမျိုးလို့လည်းပြောလို့ရပါတယ် ဒါပေမဲ့ကျွန်တော်ရထူစားတဲ့ဇလန်လေးကိုတော့နားထောင်ဖို့အတွက်ပရိသတ်လူတို့က like and subscribe လေးလုပ်ခဲ့ပြပါအောင်နော်ကျွန်တော်ကအဝလုပ်ပြီးတော့မျက်နှာမှာတင်းတိတ်တည်းရှိတဲ့ကောင်းလေးတယောက်ပါတခြားသူတွေရဲ့အကြည့်ကိုဖန်ဆားနိုင်လောက်တဲ့အထိကျွန်တော်မှာအရေးချင်းမရှိပါဘူးအဲ့ဒီအစားလူတွေကကျွန်တော်ကိုဝါပြီး high tide တာကိုပဲပို့ပြီးတော့ခံရပါတယ်ကျွန်တော်လည်းလှပတဲ့ချစ်သူရေးစားဆက်ဆံရေးမျိုး romantic ဆန်တဲ့ပထမဦးဆုံးအနမ်းကိုလည်းမျှော်လင့်မိပါတယ် ထပ်ပေမဲ့တခြားသောကောင်တွေအလုံးကလည်းပလမီကိုပဲသဘောကျကြိုက်နေတတ်နေကြတယ်။ကျွန်တော်ကတော့တို့ရဲ့မျိုးလုံးထဲမှာတော့မရှိတော့အပေကံတယောက်ဖြစ်ပါတယ်။အမှန်တမ်းပြောရရင်တော့ပလမီနဲ့ကျွန်တော်အတူတူသွားတဲ့အချိန်လေးမှာဆိုရင်သူ့ရဲ့အရေးတခုလို့ခံစားရပါတယ်။ဟေးမင်းကဒီမှာဖွင့်ပေးထားရယ်နော်။တကောသူ့အတွက်ဖွင့်ပေးရင်နောက်မှာကျွန်တော်ကသူ့နောက်မှာကြံရင်နေခဲ့ရပါတယ်။အော်ငါရှိနေတာကိုတို့ကမေ့သွားတာလား။ပြီးတော့ကျွန်တော်ကအမြင်တော့လဲသူနဲ့ဆိုရင်နှားရှင်ခံရပါတယ်။ငါသိချင်နေတာတခုရှိတယ်။ ပလမီလိုမျိုးအရန်စားတဲ့ကောင်လေးတယောက်ကဘာဖြစ်လို့ဒီလောက်ရုပ်ဆိုးရဲတူနီးနဲ့တွဲနေရတာလဲလို့လေတခြားသူတွေနဲ့တကယ်ချင်းလုံးလို့ရနေရပဲကိုမင်းကသူ့အဝလူနေတာဓမ္မမဟုတ်သူ့ရဲ့မျက်နှာကတိတိတကူမကြိုက်တာဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့ငါကတော့ဒါရီကိုချစ်စရာကောင်းတယ်လို့ပဲမြင်တယ်ငါတော့မှသူ့လိုမျိုးပုံစံရကျင်နေဆိုပြီးတော့စတူတောင်းနေတာဟုတ်တယ်မလားထိုနီအာဟုတ်ဟုတ်ပါရဲ့ပလမီရဲ့မင်းကချုံးအောင်လှတော့မကောက်အောင်နော်ကျင်လဲကျင်တာတက်တယ် မင်းကိုတငယ်ချင်းဖြစ်နေရထားတဲ့ထိုနီကတော့အရွက်ကကောင်းတာပဲထိုနီမင်းလို့သူ့ကိုကျေးဇူးတင်ရမှာနော်တကယ်ကြတော့ကျွန်တော်နဲ့သူနဲ့အတူတူရှောက်သွားနေတော့ရှောက်တဲ့အော်တန်တစ်ခုကိုချလိုက်ရပါတယ်ကဲကြပါအောင်တိဟုတ်ကဲကြပါအောင်ကဲကြပါအောင်ဗျာခိုင်ထားအောင်နော်ငါတို့လာနေပြီကျွန်တော်တို့ရုတ်တရက်လူတယောက်ကိုတစ်ပင်ပေါ်မှာကြောက်ကန်ကြီးလူလူဆက်ဆက်ဖြစ်နေတာကိုတွေ့လို့ရပါတယ်ကျွန်တော်လည်းအပင်စီကိုသွားလိုက်ပြီးတော့သူ့ကိုအချိန်မီကြည့်နေကြတယ်အိုးကြည့်ပါအောင်သူ့ရဲ့မျက်နှာကကြည့်ပါအောင် ရှုပ်ရှက်နေကထွက်လာတဲ့မင်းသားလေးတစ်ပါးကြောင့်နေရပဲ။ငါ့ကိုကက်တင်ဘေကာရဲ့ကျေးဇူးတင်ပါရနော်။ငါ့နာမည်ကပန်ပါ။မင်းကရောငါ့ကိုထိုနီလို့ခေါ်လို့ရပါတယ်။ဟေးငါတို့အခုသွားလို့ရပြီလား။အိုးဒီသားသားကောင်လေးကဘယ်ကလဲနော်။မင်းကလည်းချောပါရဲ။အာငါပြောချင်တာကမင်းနာမည်ကိုတီးခွင့်ရမလား။ဘယ်လမီလို့ခေါ်ပါရဲ။ဟုတ်ပါရဲ။အခုထပ်ပြီးတော့ဘယ်လမီကတခြားသူရဲ့အာယောဆိုင်ဘူးကိုရောက်သွားပြင်ပြီလေ။ကျွန်တော်အတွက်ဒါမျိုးကလည်းရှိုးနေပါပြီ။ ကျွန်တော်ဒီလိုမျိုးချစ်သူရေးစားမရှိဘဲနဲ့ကြောက်တဲ့အသက်ရှင်သွားရမှာလား။ရုတ်တရက်မင်းကကောင်လေးကိုကျွန်တော်ရှေ့မှာမြင်တွေ့လိုက်ရပြန်ပါတယ်။ဗန်အေးကွာတွေ့ရတော့ဝမ်းသာတယ်။နေပါအောင်ဗန်အဲ့တော့ကငါ့အတွက်မြန်လား။အာမဟုတ်ပါဘူး။မင်းကဘယ်လိုလုပ်ပြီးတော့အဲ့လိုတွေ့ရတာလဲ။ဂျာကဘလမီအတွက်လဲ။မင်းလည်းလိုချင်နေဆိုရင်တော့သူ့စီကတောင်းလိုက်ပေါ့။ဟုတ်လား။မင်းကမင်းကိုမင်းကကတင်မိကြတဲ့ငါ့ပေါ့ဒီလိုမျိုးတွန့်ပြန်လိုက်တဲ့ပေါ့လေ။ဟုတ်ပါရဲ့။ငါလည်းအဲ့လိုဖြစ်သွားတယ်။ ။ဒါနဲ့ငါ့မှာမင်းကိုပြောစရာလည်းတခုရှိနေတယ်။ငါနားထောင်နေပါရယ်။မင်းကငါ့ကိုဘယ်လိုမျိုးနဲ့နီးစားအောင်လို့ကူညီပေးမဲ့ဆိုရင်ငါကလည်းမင်းကိုကောင်းလေးရအောင်လို့ကူညီပေးမဲ့လေ။ဘာလဲ။ဘသူကမင်းရဲ့အကူအညီလိုအပ်နေလို့လဲ။မင်းလိုအပ်တယ်လေကွာ။တယောက်တည်းလောက်တာတက်ဆိုင်နှစ်ယောက်ကူညီပြီးတော့ပို့ပြီးတော့မကောင်းလား။ဂျာကသဘောတူညီချက်ကောင်းမလဲ။ကျွန်တော်ခဏလောက်စဉ်းစားပြီးတော့သူ့ကိုအဖြစ်ပြန်ပေးလိုက်ပါရယ်။ကောင်းပြီလေ။နှစ်ယောက်သားသဘောတူညီမှုနဲ့အဆုံးသတ်လိုက်ကြတာပေါ့။ ကျွန်တော်ရဲ့အခြေစစ်ကိုရှာတွေ့နိုင်ဖို့အတွက် fan net တူသဘောတူညီချက်တစ်ခုကိုလွှတ်လိုက်ရပါတယ်။ချစ်ကိုလာကဲငါတို့မှအစီအစဉ်ဆွဲဖို့လိုအပ်တယ်။ဟမ်ဒါကဘာတွေလဲ။မင်းက Valenic ကိုလိုချင်နေဆိုရင်တော့ဒါရီအလောက်ကိုတည်နေမှဖြစ်မယ်နော်။မင်းဒီလား။သူကသူ့ရဲ့နှလုံးသားကိုလွယ်လွယ်ကူကူပေးတတ်တဲ့ပုံစံမျိုးမဟုတ်ဘူးကွ။အဲ့လောက်တာလား။ဒါပေါ့။ Valenic ကိုမင်းကဘယ်လိုလူမျိုးလို့တွေးနေရလဲ။သူကငါတို့ကြောင်ရဲ့ superstar တစ်ယောက်နော်။ တခြားလောကသူတွေကမိန်းကလေးရောယောက်ျားလေးပါမတန်းသူ့အားလုံးသဘောကျနေကြတာဒီလိုနဲ့ကျွန်တော်ရဲ့အစီအစဉ်ကိုစတင်ခဲ့ပါတယ်အာမင်းပါလို့တာလဲကောမင်းကတော့တွန်းနေရရှာလိုက်လို့မရအောင်လားကျွန်တော်အဲ့ဒီနေ့ကဗလမီကိုအတင်းခေါ်လာပြီးတော့ဖန်နဲ့တူတွေ့ပေးဖို့အစီအစဉ်ပေးလိုက်ပါတယ် romantic scene နဲ့ take ကလေးတစ်ခုပေါ့ကွာရောက်ရှင်ခန်းစားလိုက်ပါအောင်ငါသွားရမယ်အိုးဗလမီငါရဲ့နှလုံးသားလေးငါရဲ့အချစ်လေးငါရဲ့အသက်ရှူလေးမင်းရဲ့ပင်လယ်ပြပြမျက်လုံးအောင်တွေမှာ ငါကမျက်ပေါက်သွားခဲ့ရတာပါဟွန်းပြောရအရှမ်းမြတ်သွားပြီနော်ငါတို့ဆက်ပြီးတော့စ조사ကြရမယ်သူကဝဝရုပ်တွေကိုသဘောကျတာလားထမမဟုတ်ပုံမြင်တွေကိုသဘောကျလားကြပြရဆိုရင်ရောအိုးဟုတ်ပြီငါတို့တော့တချင်းတစ်ပုတ်ရေးပြင်ဘလို့လဲအဲ့ဒီအမိုက်လိုအရာတွေအားလုံးကိုတွားလိုက်ပါတော့မင်းကတန်မာပြီးတော့လုံနိုင်စွာရှိတဲ့ယောက်ျားတယောက်စတော့ကိုသူ့ကိုပြမဖြစ်လိမ့်မယ်ကျွန်တော်ကလည်းညှို့ဝတ်တဲ့နီလန်ကိုထုတ်ပြီးတော့တောင်းရအောင်ပါဗောဒါရီအားလုံးကတော့ဘောက်ဖက်တွေဖြစ်ပါတယ် ဘလမီအမိုးစောကောင်တွေပါဘလမီဖောက်တော့ပြီးတော့မတက်ရနေတဲ့အချိန်မှာကျွန်တော်အဲ့ဒီကောင်တွေကိုသူ့နားကိုထားလိုက်ပါတယ်ဘလမီလည်းအရှမ်းလာသွားပြီးတော့ထပြီးတော့អော်ပါတယ်အော်အဲ့ဒါကြောင့်မဲကျွန်တော်ရဲ့အစီအစဉ်ကတကယ်ကိုအလုပ်ဖြစ်သွားတယ်။အိုးဗန်မင်းကငါရဲ့ဘဝကိုကယ်တင်ပေးလိုက်ပြီနော်။ဟမ်မင်းလိုမျိုးချောမောပြီးတော့အတန်မာတဲ့သူတယောက်ကိုငါဘာဖြစ်လို့တတိမထားမိခဲ့မိပါလဲ။အဲ့ဒီအချိန်မှာရုတ်တရက်ဖိုင်ရဲ့ဖုန်းကနေပြီးတော့သူတို့ကိုချားဖြတ်ပြီးဝင်လိုက်ပါတယ်။အဖွာလားဘာဖြစ်လို့လဲ။ဗန် အဖွာခေါင်းနဲ့မူးနေတယ်အဖွာကျွန်တော်ပြောတော့ကိုကြားလားဟယ်လိုအိုးသူအဆင်ပြေရလားမပြေဘူးထင်တယ်သူရုတ်တရက်စီဖုံးချသွားတယ်မစိုးရင်ပါနဲ့ကွာငါတို့လည်းမင်းနဲ့အတူလိုက်ခဲ့ပေးမယ်အာတကယ်တော့ငါကစပင်ညက်ဆိုင်မှာစပင်ညက်ဖို့အတွက်ချိန်ထားပြီးသားဖြစ်နေပြီအဲ့ဒါကြောင့်ထိုနေ့ကမင်းအတွက်အထောက်အကူဖြစ်ပါလိမ့်မယ်ဒါဆိုနောက်မှပဲတွေ့ကြတာပေါ့ချီလူပြောပြီးတော့ပလမီကကြောက်သွားပါတယ်ဗန်ငါတို့တော့ရအောင်အချိန်မရှိတော့ဘူး ကျွန်တော်တို့ချက်ချင်းပဲဖန်ရဲ့အင်ကိုရှော့လာခဲ့ပါတယ်။ဖန်ကသူ့ရဲ့အင်တကားကိုဖွင့်မရဖြစ်နေပါတယ်။သိပါပြီ။တကားကတော့မရှိတော့ဖွင့်မရဘူးဖြစ်နေတယ်။တခြားတယောက်ကိုခေါ်ပြီးတော့တကားကိုဖွင့်အောင်လုပ်မှဖြစ်လိမ့်မယ်။ဖန်နောက်ကိုဆုတ်ထား။ကျွန်တော်အားကောင်းတုံးလိုက်ပြီးတော့ဖန်တို့ရဲ့အင်တကားကိုဆောက်ခွက်လိုက်တာတခြားတဲ့နဲ့ပွင့်သွားပါတယ်။ဝိုး။ကျွန်တော်တို့ချက်ချင်းပဲသတိမိတွေရဲ့ဖန်ရဲ့အဖွာကိုကျင်းပြပေါ်တွေ့လိုက်ရပါတယ်။ဆေးရုံကိုချက်ချင်းပဲတင်လိုက်ကြပြီးတော့ သွေးအားနဲ့ယောဂါကြောင့်မိလဲတော့ရဆိုပြီးတော့ကျွန်တော်တို့သိလိုက်ရပါတယ်။ကံကောင်းစားနဲ့ကျွန်တော်တို့သူ့ကိုအချိန်မီကတင်ခဲ့နိုင်ပါတယ်။ထိုနည်းငါတို့ကအမြန်မရောက်လာခဲ့ဘူးဆိုရင်ဘာဖြစ်ဖြစ်သားမဲ့မဲ့တော့ငါတွေးချလို့မရဘူး။ငါကတော့မင်းကိုထပ်ပြီးတော့ကျေးဇူးတရားတော့မယ်။ရှာပါရဲကွာငါကလည်းလုံတဲ့တာကိုလှလှယုံပါပဲ။ဖန်ကဒီလိုပြက်ပြီးတော့ကျွန်တော်ရဲ့မျက်နှာလေးကိုလှန်ကန်လိုက်ပါတယ်။ဖျားရေကျွန်တော်မျက်နှာတွေကနှီးမြန်သွားတယ်။ဒါကဘလို့ခံစားချက်မျိုးကြည့်ပါလဲ။ ရော့တရကြီးဖြစ်ပျက်သွားတာတွေကအရန်ကိုမြန်ဆန်လို့လို့အိမ်မက်တစ်ခုလိုပဲနောက်တနေ့ကျတော့ကျွန်တော်တို့ဗန်ရဲအတူကော်ဖီဆိုင်မှာထိုင်ပြီးတော့ဘလမစ်ကိုရယူဖို့အတွက်အစီအစဉ်တွေကိုထပ်မံရွေးဆွဲခဲ့ကြပါတယ်ရော့တရ브레이မောက်ကနေပြီးတော့ဖလမီကတခြားကောင်လေးတောင်နဲ့လဲရှာလာတော့ကိုကျွန်တော်တို့လမ်းပြီးတော့တွေ့လိုက်ရပါတယ်သူတို့ကိုကြည့်ရတာတိတ်ကိုဝမ်းတာနေကြတဲ့ပုံပါမြမြလုတ်ဗန်ငါတို့သူတို့နောက်ကိုလိုက်သွားရမယ်ထိုနီနေပါဦးမသွားပါနဲ့ဘာဖြစ်လို့လဲဘလမစ်ကိုတခြားသူကလူယူသွားတော့မှလား ငါမသိချင်ဘူးဒါပေမဲ့ဒီနေ့တော့ဖလမီเจ้าကိုမပြောလို့မရအောင်လားဘာဖြစ်လို့လဲထမမဟုတ်မင်းရဲ့ဥတီချက်ကတခြားသူကိုပြောင်းသွားလို့လားဒါဆိုလည်းပြောစမ်းပါကွာရှက်ဖို့မလိုပါဘူးအာဟုတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကအလေးမရတဲ့လူမျိုးပဲလေမင်းသိလားအဲ့ဒါကတော့ငါရဲ့ဆွဲဆောင်မှုအရှိဆုံးနေရာပဲလို့ပြောလို့ရတယ်လေငါကမင်းတက်ခန္ဓာကိုကြည့်လို့ဆိုပြီးတော့မနာလို့ဖြစ်ဆမ်းပါတယ်ကွာပြီးတော့ဗန်ကရှင်မလိုက်ပါတယ် ကျွန်တော်တို့တွေ့ခဲ့တဲ့မြောက်အချင်းတခြားလုံးမှာဒူတီလို့ရှိမတော့ကအကောင်းဆုံးအချိန်ပါပဲ။စကားပြောကြည့်လေလေကျွန်တော်တို့ပို့ပြီးတော့အန်အိုဆရာတွေကိုတွေ့ရလေလေပါ။ကျွန်တော်တို့ညောင်းစိတ်ဝင်စားတဲ့အရာတွေကဖက်ဆဲစိတ်ပိုင်းတွေလိုမျိုးအလုံးကအဝင်ခွေချဖြစ်နေပါတယ်။ပြီးတော့ကျွန်တော်လည်းသူ့ဘဝကိုခန်းစားချက်ကတဖြည်းဖြည်းပိုတိုးလာနေတာကိုသတိထားမိပါတယ်။ကျွန်တော်သာသူနဲ့ဆိုရင်ပြည့်ပြည့်စုံတဲ့အတွဲလေးတွေဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ထားကြတာပါ။ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံတွေမှားသွားတယ်။နောက်တစ်ရက်ကျတော့ Van der Velmi ကိုကျွန်တော်အတူတွေ့တွေ့လိုက်ရပါတယ်။ ဟုတ်ပါတယ်။စောကရက်ကဒီလိုဖြစ်တင်တာပဲမဟုတ်ဘူးလား။ကျွန်တော်တို့အတွက်ပြောပေးတင်လား။ကျွန်တော်ကပဲတို့နှစ်ယောက်ကိုတူတူရှိဖို့အတွက်အစီအစဉ်တွေကိုဆွဲပေးနေကြတာ။ဒါပေမဲ့တူတူရှိနေတော့လေ။ဘာသာကျွန်တော်ရဲ့ခန်းစားချက်တွေကအောက်ဆုံးထိရောက်နေရတာလေ။ဘလမီကနောက်ကိုလှည့်လိုက်ပြီးတော့ကျွန်တော်ကိုလှမ်းတွေ့တာပါတယ်။ချော်နီဘလို့တော့တက်ဆိုင်တော့လေ။ငါလည်းမင်းကိုအခုပဲပြောတော့မလို့။ငါချစ်သူကောင်းလေးတဲ့နဲ့ရှောက်သွားနေရလို့ပလေ။သူကဖန်ပဲ။အဲ့လောက်တော့မြင်ကြတာလား။ကိုကိုယူပါရယ်။ကျေးဇူးပဲနော်။ ဒါပေမဲ့ထုံနေမန်ဗန်နဲ့အဝေးမှနေပြေးလို့ရမလားဘာလို့လဲဆိုတော့ချစ်စောတငယ်ချင်းတွေကသူတို့ရဲ့ချစ်သူတွေနဲ့ရှောက်သွားမိဖို့မသိဘူးလေဟုတ်တယ်မလားဟုတ်ပါရဲ့ငါအပြစ်ပဲထားလိုက်ပါတော့ဒီတော့ကျွန်တော်တငယ်ချင်းကတယောက်ဖြစ်ဖို့အတွက်ဖန်ကိုရှောက်ဖို့ဆုံးဖြတ်ထားပါရဲ့ဖန်ကအဲ့နေရာမှာရှိနေရင်တော့မှကျွန်တော်ကသူ့ကိုမမြင်ချင်အောင်ဆောင်ပြီးတော့ရှောင်ထွက်သွားပါရဲ့တကယ်ကြတော့ဖန်ကကျွန်တော်ကိုတွေ့သွားတယ်ဟေးထုံနေမင်းငါနဲ့ sorry ပါငါတို့ကိုကဲတင်ရတာနဲ့တော့အလုံးများနေလို့ ဟေးထိုနီမိဘလုံးနေရလဲအဲ့တော့လိုက်ပါတော့ကွာကျွန်တော်သူ့ကိုဆိတ်ညုပ်ပြီးတော့အဲ့ညံမရဲထားခင်လိုက်ပါတယ်ဒီလိုအချိန်မျိုးမှရှိနေပြီးတော့ကျွန်တော်အရန်ဝဲနေနေရတယ်ဆိုရဲအမှန်တရားကိုကျွန်တော်ညင်လို့မရနိုင်ပါဘူးဘာလို့လဲဆိုတော့ဖန်ကလည်းကျွန်တော်ရဲ့တငယ်ချင်းပဲလေဘယ်လိုမပြီးတော့ရင်ကျွန်တော်ရဲ့အရင်းကြီးဆုံးတငယ်ချင်းပါဒီလိုဝဲနေနေတာကလည်းဘာမှအကြောင်းထုတ်လာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်သိပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ် skin care လည်းကျွန်တော်သုံးလာပြီးတော့ကျွန်တော်ရဲ့အသားရည်ကိုပိုကူးဆက်လိုက်ကြတယ် ျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ပို့ပြီးတော့ live ဖတ်မဲ့အဝိစာတွေကိုကျွန်တော်ရွေးချယ်တက်လာတယ်။ခြေလုံးနဲ့တဖြည်းဖြည်းတော့ကျွန်တော်ရဲ့ပုံစံကိုကျွန်တော်ပို့ပြီးတော့ပေါ်ချလာပါတယ်။ဒီမှာကြည့်ပါဦး။ငါတို့ကြောင်ရဲ့ star အသင်မြလား။မဟုတ်ပါဘူးကွာ။ Tony အသင်လိုပဲပြောပါ။ဘာသာမှမသိပါဘူး။ကျွန်တော်ပြောလိုက်တဲ့စကားကိုပလမီကမကျေနပ်သလိုဖြစ်သွားပါတယ်။တကယ်ကြတော့ပလမီနဲ့ကျွန်တော်နဲ့လမ်းတူတူရှောင်းနေခဲ့ပါတယ်။ Shorty ရဲ့ fan ကတစ်ပင်ပေါ်ကိုတက်နေပြန်တော့ကိုကျွန်တော်တွေ့လိုက်ရပါတယ်။ထွက်လို့ပြန်ပြီလား။ ချက်ချင်းပဲကျွန်တော်ပြေးသွားလိုက်ပြီးတော့ကျွန်တော်ဖန်ကိုဖမ်းလိုက်ပါရယ်အချိန်မီလေးတွေသူကျွန်တော်လက်ထက်ကိုရှာသွားကြတာပေါ့ကျေးဇူးတင်ပါရယ်ကွာမင်းကကတင်လိုက်ပြန်ပြီနော်မင်းကအရှူပဲတစ်ပင်မော်တက်တာလဲကြောက်နေပြီးတော့တစ်ပင်မော်ကိုပဲအမြဲတက်နေရပဲစူပါဟီးရိုးတွေကအမြဲတမ်းအချိန်တိုင်းတော့မရောက်နိုင်တတ်ဘူးနော်ငါကဒီစာကိုရှူဖို့ကြိုးစားနေရပါ အာဒီစာကပလမီအတွက်ဖြစ်နေမယ်ထင်တယ်နော် ဟုတ်လားပလမီချိပါအောင်ဘလို့တော့မှရိုမက်တစ်ဆန်လိုက်တာလဲဟမ်မိဘတွေပြောနေရလဲ မင်းအထင်လွဲနေပြီထင်တယ်နော်ဟမ်မင်းကဘလမီကခဏနေအောင်ဗန်ငါတခုသွားလို့ဆရာရှိလို့နောက်မှပဲတွေ့ကြတော့ပေါ့နော်ဘလမီထွက်သွားတော့ကျွန်တော်ဘလမီနောက်ကနေလက်လာခဲ့ပါတယ်ဘလမီနေပါဦးဒါရီအလုံးကဘလို့ဖြစ်တာလဲဟုတ်တယ်လေငါမင်းကိုလိမ်ပြောခဲ့တာဂျီတော့ဘာဖြစ်လဲဒါပေမဲ့ဘာဖြစ်လို့လိမ်ရတာလဲဂျီတော့ထိလိမ်ပြီးတော့မင်းကဘာရချင်လို့လဲဟာတောင်းလိုက်တဲ့တုန်းကမင်းကနားမလဲဘူးလား ဘာလို့လဲဆိုတော့ငါမင်းကိုမုန်းလို့လေငါကအမြဲတမ်းတခြားသူတွေရဲ့အာရုံစိုက်မှုကိုပဲရောက်ယူခဲ့တာအလုံးကငါအတွက်ကြီးပဲဒါပေမဲ့ပဲကြတော့မင်းတို့မျိုးရုပ်ဆိုးတဲ့သူကမှသူ့ရဲ့သဘောကျနေတာမင်းကတောင်းအပ်ပြီးတော့ခက်ကြောင်ကြောင်နိုင်တာကလွဲလို့ဘာမှရှိတာမဟုတ်ဘူးဗန်ဆရက်ကောင်ကလည်းငါတုံးပဲမင်းနဲ့ပတ်သက်ပြီးတော့ငါ့ကိုတချင်လုံးလာမိနေတာငါပိုက်ကိစ္စကြီးဆက်ရမှာလေအရေးခိုက်တဲ့မှာကျွန်တော်လုံအောင်ကိုထိလန့်သွားပြီးတော့ရှင်ထဲမှာနှာကျင်ခန်းစားသွားရပါတယ် ကျွန်တော်ကိုဓာတ်နဲ့ထိုးနှက်နေတယ်လို့မျိုးအချိန်ပေါင်းများစွာခန်းဆားနေရပါတယ်။အဲ့ဒီညကကျွန်တော် Aura Channel ရဲ့ video တွေကိုကြည့်ပြီးတော့ရှည်တဲ့မှုထိုင်းစားနေကြတာပါ။အဲ့ဒါအမှန်ပဲ။သူကမင်းအတွက်အစ်မနဲ့တင်ငချင်းမဟုတ်ဘူး။သူကမင်းကိုမွေးလို့မျိုးနောက်ကျောကနေဓာတ်နဲ့ထိုးရက်ကသူကျွန်တော်ကိုဆက်ဆက်ကြတဲ့ပုံစံကိုကျွန်တော်လုံးဝမယုံကြည်နိုင်ဖြစ်နေရပါတယ်။ကျွန်တော်တို့ကအချိန်ကြာစီတင်ငချင်းနေဖြစ်ခဲ့ကြတာလေ။ပြီးတော့ကျွန်တော်ဘာလို့တိလိုက်ရလဲတိလား။ ပလမီကတခြားသူတွေရဲ့အာရုံစိုက်မှုကိုခံစီနေရဲဆိုပြီးတော့တခြားလောကသူတွေကသူ့ကိုအပြစ်ပြောထားကြပါတယ်။ဟမ်အခုချက်မှာပဲအလန်ကသူ့ရဲ့မျက်နှာအစစ်မှန်ကိုတည်တော်ချပြီပေါ့။ခြားကပဲသူနဲ့ထိုက်တယ်နော်။နောက်တနေ့ကျတော့ကျွန်တော်ကြားမတော်ပဲနဲ့အိမ်မှာပဲနေခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အိမ်တကားကိုတစုံတယောက်ကလာခောက်နေပါတယ်။ဖန်မင်းကဘယ်လိုလုပ်ပြီးတော့ဒီကိုရှာလာတာလဲ။ငါအလုံးကြောက်ပြီပါဗျ။ဒီတော့မင်းကိုငါပြောစရာရှိလို့ဒီကိုရှာလာတာပါ။ မကတကယ်ကြတော့ဖလမီကိုမချစ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့မင်းကိုသဘောကျခဲ့တာပါ။ငါ့ကိုဟုတ်လား။မင်းပြောတော့ဖလမီကိုသဘောကျရဲဆိုပြီးတော့ငါ့ကိုပြောခဲ့တာမဟုတ်ဘူးလား။အဲ့ဒီတော့ငါငါရှူမိုက်ခဲ့တာပါ။မင်းကိုနားမလဲသေးပဲနဲ့ငါသူ့ရဲ့ပုံပွဲတရံကိုပဲကြည့်ပြီးတော့သူ့ကိုရှူသွနေခဲ့တာလေ။တကယ်ရင်ကျတော့ထိုနေမင်းကတော့ပို့ပြီးတော့ကြည့်ကောင်းတဲ့သူပါ။မင်းရဲ့ neutral နှလုံးသားမှာငါကြာရှောင်းခဲ့ရတာပါ။ငါ့ကိုဘယ်သူကမှအဲ့ဒီလိုတခါမှမပြောဘူး။ ငါကတကယ်ပဲအဲ့ဒီလိုလူမျိုးလားဒါပေါ့မင်းကတကယ်ကိုလူကောင်းတယောက်ပဲထော်လေငါတခြားသူတွေနဲ့တကောင်းမှဒီလိုမခံစားခဲ့ရဘူးမင်းနဲ့မှပထမဆုံးအချိန်ပါကောင်းပါပြီဒါဆိုလဲမင်းကကောင်းတာပေါ့ဘာလို့လဲဆိုတော့အခုမင်းရှိကလူကျော်လေးကလည်းမင်းကိုသဘောချနိုင်လို့ပါဒါဆိုရင်ငါတို့ရဲ့သဘောတူညီချက်ကိုအဆုံးသတ်လိုက်လို့ရပြီလားငါကမင်းကိုချစ်သူကောင်းလေးရှာတွေ့အောင်လို့ကူညီပေးထားပြီလေသူဒီလိုပြောပြီးတော့ကျွန်တော်ကိုနမ်းလိုက်ပါတယ် ဒီနေရာမှာတော့ကျွန်တော်တို့နေရာရဲ့အလှပရဆက်တဲ့ငလေးပေါ့ဆလန်လေးကိုကျင်းနာအားလိုက်မယ်လို့မျှလင့်ပါတယ်။နောက်နေ့မှလည်းဒီလိုချိန်မှာပြိုင်သက်လူတွေနဲ့အတူပြန်လည်ဆွေးနွေးကြမှာတည်ရနော်။တာယာအေဂျင့်နဲ့ရဲ့သဘေကိုပိုင်ဆိုင်နေစာ position